င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်စကိုင်းတိုင်းဒဇယ်မြို့နယ်အရှိမြောက်ချမ်းအားမူးတိမ်ရွာကပြူစောတိစခန်းကိုနိုဝင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကပြည်သူ့ကာကွယ်ရေးတပ်တွေကပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေသိရပါဗျာ မနေ့ကည7:00နာရီခွဲကနေစပြီးအဲ့ဒီရွာကိုချင်းကပ်ခဲ့ပြီးစခန်းကိုတော့ဒီမနေ့7:00နာရီမှာအပြည့်အဝသိမ်းနိုင်တယ်လို့ဒဇယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်ကပြောပါရယ်တိုက်ပွဲကနေရရှိလာတဲ့လက်နက်တွေနဲ့နှစ်ဖက်ထိခိုက်သေးဆုံးစီးင်းကိုတော့အတိပြုလို့မရသေးဘူးလို့သိရပါဗျ။စကန်းသိန်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့မူတိန်ပြူရွာဟာစစ်တပ်ထောက်ခံတဲ့ကျေးရွာဖြစ်ပြီးစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတာဖြစ်ပါဗျ။တိုက်ပွဲဖြစ်နေတဲ့လေရင်နဲ့စစ်တပ်ဘက်ကနေပစ်ကူပေးတာတွေလည်းလှုံ့ဆော်ခဲ့တယ်လို့ မူးတိန်ရွာအနီးနားကဒေသခံတယောက်ကပြောပါရယ်အဲ့ဒီစခန်းသိန်းတိုက်ပွဲကိုဒဇယ်မြို့နယ်ပေါ်ဦးစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ကြောင်းမှာဒဇယ်ပကဖာရွှေဘိုခရိုင်တယင်း၄တယင်း၆တယင်း၇တယင်း၁၀တယင်း၂၅တို့ပါဝင်တယ်လို့သိရပါတယ်ရှင် ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်းဖို့ကျေးရွာနယ်အမြောက်တပ်စခန်းဟောင်းအနီးကိုနိုဝင်ဘာလ28ရက်နေ့မနက်10:00နာရီခွဲလောက်ကပုံကျဲတိုက်ခတ်တာကြောင့်ကလေးတွေအပါအဝင်အရက်သား6ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိရလို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကော်မရှင်တပ်ကတိုက်လေရင်နဲ့ကြောင်းဖို့ရွာကိုဘုံတလုံးကန်ဆောက်တောင်နာကိုဘုံတလုံးကျဲချတိုက်ခတ်ခဲ့တာကြောင့်ကြောင်းဖို့ရွာကအမျိုးသမီး6ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရတဲ့အပြင်လူနေအိမ်၄လုံးလည်းပျက်စီးခဲ့လို့ဆိုပါဗျ။ အမြောက်တပ်စခန်းဟောင်းနဲ့တောင်ကျောတလျှောက်ကိုပုံကျဲသွားတာကြောင့်တောင်ဖို့ကကနဦး6ရောက်တည်ဆုံးပြီး9ရောက်တန်ရရှိထားတယ်လို့ဒေတာခန်တယောက်က DVV ကိုပြောပါရယ်။ဒါ့အပြင်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကကြောက်တော်မြို့နယ်တရက်တပင်ရွာပညာပန်းကင်းနဲ့အမြင်သိကိုပိုင်းအထက်တန်းကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူအယောက်20တည်ဆုံးပြီး22ရောက်တန်ရရှိခဲ့ပါသေးတယ်။ စစ်ကောက်မရှင်ကကြောက်တော်မြောက်ဦးရသေးတောင်ကြောက်ဖြူနဲ့ကွားမြုံနယ်တွေကိုဇက်တိုက်ပုံကျဲတိုက်ခိုက်နေတာတွေကြောင့်ပြည်သူတွေစည်ရေးသတိနဲ့လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့အာရခတက်တော်ကသတိပေးထုတ်ပြန်ထားပါတယ်ရှင်အမေရိကန်အစိုးရကယာယီကာကွယ်ခုံလုံခွင့် TPS ကိုရပ်ဆိုင်းလိုက်တဲ့အတွက်အမေရိကန်မှာရှိနေတဲ့ခုံလုံခွင့်ရမြန်မာတွေဘာတွေလှုပ်ဆောင်တင်ပါတယ်လဲအမေရိကန်ရောက်မြန်မာအရေးဆောင်ရွက်သူတွေကိုတူတာချန်တာကမေးမြန်းတက်ဆက်ထားပါရှင် မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာအမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသား၄000ဝန်းကျင်ကိုယာယီကာကွယ်ကုလငွင့် TPS ပေးခဲ့တာပါအခုသမ္မတထရမ့်လက်ထက်ဒေသစံတော်ဂျင်းနိုဝမ်မာ၂၄ရက်နေ့မှာ TPS ကိုရဆိုင်ကြောင်းကြေညာခဲ့ပြီးရက်ပေါင်း60အတွင်းအသက်ဝင်လာမှာဖြစ်ပါတယ် ထရမ်အစိုးရဟာအောက်တိုဘာလရက်နေ့ကစတင်ပြီး53ရက်ကြာအစိုးရရန်နေရာဆန်တင်ခြင်းရက်ဆိုင်ထားရတဲ့ဖြစ်စဉ်အပါအဝင်တော်တော်နဲ့အဆင်မပြေတာပြည်တွင်းနိုင်ငံရေးမတည်ငြိမ်တာတွေကြားမှာမြန်မာပြည်ဟာကြားညက်တယ်လို့ဖြစ်ခဲ့တယ်လို့အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကမှတ်ချက်ပေးပါတယ် ရက်ပေါင်း60တွင် GPS ဖျက်သိမ်းမှုကိုပြန်မပြင်နိုင်ခဲ့ရင်နောက်ဆုံးအဆင့်အနေနဲ့ပြင်းထန်ထန်ပြီးတာကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့အချိန်ရွှေ့ဆိုင်တာမြန်မာပြည်ကိုပြန်ပို့ရမျိုးမဟုတ်ပဲလုံခြုံပေးခြင်းနဲ့တခြားနိုင်ငံတခုကိုပို့ပေးဖို့တောင်းဆိုနိုင်တာစတဲ့ညီလန်းတွေရှိသေးတယ်လို့ဆိုပါတယ် ဒီလိုလုံးဆောင်နိုင်မှုသက်ဆိုင်သူတွေအနေနဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့လိုအပ်တဲ့ထောက်ထားတွေကိုတော့ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ပြည်ရင်းရနိုင်ငံကစားကွက်တွေရဲ့တို့တို့ဒီကမ္ဘာနိုင်ငံကစားကွက်တွေဆီတရုတ်နဲ့သူနဲ့ကစားကွက်တွေတားရဲသက်ဆိုင်မှုဒီမိုကရက်တပ်မရဖြစ်တဲ့ဂျိုးဘက်နဲ့ထုတ်ထားတဲ့ဟာလီမန်မျိုးကသူကပြန်ပြီးတော့ပြောင်းပြန်ပြန်လာတာ။ကွန်ဂရက်စ်ကဥပဒေပြုပေးတာလည်းသူ့အနေနဲ့ကောင်းတယ်မဖြစ်ဘူး။အလိုက်နောက်ဆိုတော့မျိုးလည်းသူကပြချင်တယ်ဆိုတဲ့နေရာပဲပါတာပေါ့။ဘာလို့မကြသိခင်ကပဲကွန်ဂရက်စ်က hearing လုပ်သွားတယ်။နောက်ပြီးတော့ဘာမှပြီးအရင်နဲ့ပတ်သက်ပြီးတော့တကယ်တကယ်ဝင်နားလည်နေတဲ့ကွန်ဂရက်မန်နီယာတကယ် expert ရဲ့ဆွေးနွေး းသွားတာအခုလက်ရှိလုပ်နေတာပြောင်းပြန်ပြီ DPS နဲ့ပတ်သက် Integrated Power နဲ့ Deportation ကိုသူတို့ defer လုပ်ထားလို့ရတယ်နော်နောက်ဆုတ်ထားလို့ရတာပေါ့နော်ခိုင်လုံးတဲ့အကြောင်းပြချက်တွေနဲ့ချင်းကပ်ပြီးတော့ပြန်လို့ရှိခဲ့တယ်အခုလည်းတုံးလို့ရတာပေါ့နော် Integrated Power ပေါ့ဒါလည်းနောက်ဆုံးပြရလို့ဟာပို့ရဆိုရင်တော့ပဲအဲ့ Anya King နဲ့နိုင်ငံတစ်ခုပဲပို့ဆိုတဲ့အနေအထားမျိုးတွေပေါ့ဒါကတော့ DPS နဲ့ပတ်သက်ပြီးကျွန်တော်ဖြည့်ရှင်းကိုကြိုးစားလို့ရနိုင်တဲ့ချက်တွေပေါ့ ဒါပေမဲ့အဓိကပြောင်းအောင်ကျွန်တော်တို့ရဲ့အကြောင်းပြချက်ပေါ့နော်ပြောလိုက်တဲ့အကြောင်းပြချက်ကိုကျွန်တော်ပြန်ပြင်ပေးရတယ်အဲ့ဒါပြန်ပြင်လို့ရသွားရင်တော့ GPS စိတ်စားလဲတက်ပြီးတော့ဒါ recession ပဲဖြစ်သွားမယ်ရသွားမယ်ဟုတ်တယ်အမေရိကန်အစိုးရပြည်ဝင်လုံခြုံရေးဝန်ကြီးဌာန DHS က TPS ကိုရဆိုင်ကြောင်းကြေညာခဲ့တာဖြစ်ပြီးဌာနရဲ့လုပ်ရဟာအမေရိကန်အစိုးရရဲ့နိုင်ငံတကာမူဝါဒဆိုင်ရာလုံခြုံရေးတွေကိုကြော်လွန်နေတယ်လို့လေ့လာသူတယောက်ကမှတ်ချက်ပေးပါတယ်။အထူးသဖြင့် TPS ကိုရဆိုင်မှုဆုံးဖြတ်ရတဲ့စီရင်မှုအကြောင်းပြချက်မှာ မြန်မာတရုတ်ရဲ့ကြောင်းဝင်မှုနဲ့အောင်မြင်တဲ့အဖြစ်ခက်ရက်စက်ရေးရှိလာတာရေးဘော်ကာလာရက်ဆိုင်လိုက်လို့နိုင်ငံသားတွေနေရပြန်နိုင်တာရွေးကောက်ပွဲစီမံချက်ရှိနေတာစားတဲ့ချက်တွေဖော်ပြထားတာဟာလက်တွေ့အခြေအနေနဲ့ကင်းကွာနေတာဖြစ်ပါတယ်နိုင်ငံကြီး policy အဲ့ဒါကိုနိုင်ငံကြီးဝန်ကြီးဌာနနဲ့သမ္မတနဲ့ National Security Council ဆိုတဲ့နိုင်ငံတော်လုံခြုံရေးကောင်စီပေါ့လေသူတို့တွေကအကင်တွေတာကြ ဲ့တော့ဒီ Department of Homeland Security ကပြည်တွင်းလုံခြုံမှုအတွက်ပဲအဲ့တော့သူတို့စီကအကြောင်းပြချက်ကတကယ်တမ်းကျတော့တရားမဝင်ဘူးဗျအများယူဆတာကတော့သူတို့တမောင်းများစွာပေးပြီးတော့ငှားထားတဲ့ lobby လုပ်တဲ့လူတွေကချင်းကပ်ပြီးတော့ဒီလိုဖြစ်လာအောင် လုပ်တယ်လို့ယူဆတဲ့လူလဲတော်တော်များတယ်ဗျ။တော့ဘာဖြစ်လဲဆိုရင်သူတို့အစားဒီစစ်တပ်အဘော်လုံးဝဖြစ်နေတာ စစ်ကောင်စီကမြေရှားတပ်တုမဲ့လုံးနဲ့အမေရိကန်ဆိုရကိုချင်းကန်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံအကြားဆက်ဆံရေးမတည်ငြိမ်တာကိုလည်းအခွင့်အရေးကိုကြိုးစားနေတာဖြစ်ပါတယ်။အမေရိကန်မှာရောက်နေတဲ့မြန်မာပြည်ဆောင်ရွက်သူတွေကတော့ဆိုရနဲ့လွတ်တော်ပြင်တရားစီရင်အာဏာရှိတဲ့ Federal တရားသူကြီးတွေကိုပါချင်းကန်နိုင်မှုကြိုးစားနေပါတယ်။အမတ်ဒီရလေဒီကိစ္စနဲ့ပတ်သက်လို့သူတို့အတန်ထုတ်မယ်ဖြစ်နိုင်ရင်ဥပဒေတစ်ခုပြုတ်မယ်ပေါ့ဥပဒေကြောင့်ရဥပဒေမင်းမြန်ဆက်ဆံအတီးပြုတ်လိုက်လို့ရှိရင် လုံမယ်မလုံဘူးဆိုတာတွေကအဲ့ဒီဥပဒေချောင်းထက်ကြော်လွန်ပြီးလုံလို့မရအောင်နောက်တစ်ခုကလည်း United State မှာ Federal Judge တူဦးကဒီဟာကိုကန့်ကွက်လိုက်တယ်ဆိုရင်လည်းဒါကဆက်ပြီးလုံလို့မရတော့ဘူးပေါ့ကျွန်တော်တို့ Diaspora အုပ်တွေကနှီးပေါင်းဆုံးရှားဖွေနေတယ်ဆက်သွယ်နေတယ်မိမိ Congressman အနေနဲ့မိမိချိတ်ဆက်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်နေကြတာပေါ့ဗျာ ကိုယ်နဲ့သက်ဆိုင်ရာပေါ့နော်ဒီအစိုးရအရာရှိတွေလုံနိုင်စွာရှိတဲ့ပုံကိုယ်တွေကိုစာတွေပို့ချဖို့လေကျမတို့တိုက်တွန်းနှိုးဆော်ပြီးတော့မှအခု petition တွေလည်းစပြီးတော့လုပ်နေပါပြီဒီအရေးဟာ TPS ကိစ္စတစ်ခုတည်းမဟုတ်ဖ ೇನೆ သူတို့တုံသက်ချက်အမားတွေဆောင်မလို့ဗမာနိုင်ငံကြီးတစ်ခုလုံးကြီးကိုပါထိခိုက်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ပြည်သူအားလုံးကတက်ညီလက်ညီနဲ့ပါဝင်ပြီးတော့လှုပ်ဆောင်ကြဖို့အမတန်အရေးကြီးပါတယ်ရှင် CBS ကိုဖျက်သိမ်းကြောင်းကြေညာခဲ့တဲ့နိုဗ ెంబ ာ24ရက်နေ့မှာပဲအမေရိကန်သမ္မတထရမ့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဖုန်းနဲ့စကားပြောပြီးထိုင်ဝမ်ရေးပါဝင်နိုင်ငံတကာရေးရာတချို့ဆွေးနွေးမှုရှိခဲ့တယ်လို့တရုတ်နိုင်ငံပိုင်စင်ဝါသတင်းဌာနကထုတ်ပြန်ထားပါတယ်။တဆက်တည်းမှာပဲစစ်ကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းကအမေရိကန်ရောက်မြန်မာတွေလုံခြုံစိတ်ချစွာပြန်လာပြီးရွေးကောက်ပွဲမှာမဲပေးနိုင်တယ်လို့ဆိုထားပါတယ်။ကျွန်တော်တုဒချန္တာပါ။ မူရစ်ဆေးဝါးရောင်းဝယ်မှုကိုကင်တွဲဖြေရှင်းဖို့အမေရိကန်ပြည်အောင်စုဟာတပ်ဖွဲ့ဝင်တွေနဲ့လေရင်တွေထပ်ပြီးတော့တာဝန်ချထားရေးခွင့်ပြုဖို့ရည်ရွယ်ထားတယ်လို့ပင်ဒဂွန်အကြီးအကဲ Pete Hegseth ကနိုဝင်ဘာလ26ရက်နေ့မှာပြောပါတယ်အမေရိကန်တပ်ဖွဲ့ဝင်တွေကိုယာယီတက်ချထားဖို့ခွင့်ပြုထားတဲ့ဒိုမီနီကန်သမ္မတနိုင်ငံမှာရောက်ရှိနေတဲ့ Hegseth ကအခုလိုပြောလိုက်တာပါတခြားနိုင်ငံတွေကသူတို့ရဲ့မြေပေါ်မှာ American စစ်တပ်ရှိနေတာကိုလက်ခံလိုက်မယ်လို့မျှော်လင့်ထားတဲ့အကြောင်းကိုလည်းသူကပြောပါတယ် ဒိုမီနီကန်သမ္မတနိုင်ငံဟာမိုးရစ်ဆေးဝါးရာဝတ်သူတွေကိုတိုက်ဖြတ်ရမှာဆက်လက်ဦးဆောင်ကူညီသွားမယ်လို့လည်းသူကထပ်ပြောပါရယ်။အမေရိကန်ကမကြာသေးမီလာတဲ့အတွင်းမှာကာရီဘီယံဒေသမှာစစ်စင်ရေးတွေကိုတိုးမြင့်လှုပ်ဆောင်ခဲ့ပါရယ်။စစ်စင်ရေးတွေထဲမှာမိုးရစ်ဆေးဝါးရာဝတ်ရမှာပါဝင်ပတ်သက်နေရလို့ယူဆရတဲ့သင်္ဘောတွေကိုတိုက်ခိုက်မှုတွေပါဝင်ခဲ့ပြီးလူအများပြားလည်းသိဆုံးခဲ့ပါရယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်ဒီပါ